ခုတည်ဆက်ပေးမယ့်သတင်းကတော့မိသားစုဆယ်စုမှာကိုစုကစာဝတ်နေမပြေလည်မှုတွေနဲ့ဆိုင်နေရတဲ့တည်မဲ့ဖြစ်ပါတယ်။စီးပွားရေးချက်တွေကြောင့်အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့မိသားစုဆယ်စုမှာကိုစုကစာဝတ်နေမပြေလည်မှုတွေနဲ့ဆိုင်နေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကသတင်းထုတ်ပြန်လိုက်ပါတယ်။ အာဖဂန်နစ္စတန်ကိုလက်ရှိအုပ်ချုပ်နေတဲ့တာလီဘန်တို့တာဝန်ယူခဲ့ပြီးနောက်မှာနိုင်ငံတကာကအရေးယူပိတ်ဆို့မှုတွေရှမှတ်တာတွေအပြင်တာလီဘန်ဆိုရကအစ္စလာမစ်ဥပဒေနဲ့အထုတ်တာတွေရဲ့နောက်ဆက်တွဲကြိုတရားမှုအနေနဲ့စီးပွားရေးအဆင်ပြေမှုတွေကျွေးမိထူပြောမှုတွေနဲ့မြင့်တက်လာခဲ့တာပါတာလီဘန်ဆိုရကအမျိုးသမီးတွေကိုအလုံးမလုံးရဘူးလို့တားမြစ်ထားတာကြောင့်အမျိုးသားဥယျာဉ်နယ်ပါတဲ့မိသားစုတွေကကျွေးမိမြင့်တက်လာပြီးတော့စားဝတ်နေအဆင်ပြေမှုတွေနဲ့ရင်ဆိုင်လာရတာပါ အာဖဂန်နစ္စတန်နိုင်ငံထဲမှာရှိတဲ့တာမန်မိသားစုတွေရဲ့တလဝင်ငွေကအမေရိကန်ဒေါ်လာ100ကျော်လောက်ပဲရှိပြီးစာဝတ်နေရတဲ့အတွက်ပြည်မြကုန်ကြစည်ကအမေရိကန်ဒေါ်လာ300ကျော်ကနေ900ကျော်လောက်ထိရှိတာကြောင့်လည်းစာဝတ်နေမပြေလည်မှုတွေနဲ့ဆိုင်နေရတာဖြစ်ပါတယ်အင်ဂျီပါကစ္စတန်ကနိုင်ငံထဲကိုရောက်ရှိနေတဲ့အာဖဂန်နစ္စတန်နိုင်ငံသားတွေကိုနေရပြန်မှုအတွက်တုံ့ပြန်ပေးခဲ့တာကြောင့်နေရပြန်ရတဲ့သူမြင်ပြလာတာကအာဖဂန်နစ္စတန်နိုင်ငံထဲမှာအလောက်ကအခွင့်အလမ်းရှာပါမှုတွေဖြစ်ပေါ်စေပြီးတော့စာဝတ်နေမပြေလည်မှုတွေ ပုံမမြင့်တက်လာစေရလို့လည်း UNDP ကသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီတဲ့တွေကိုတော့ညချောင်းပါပြီပူလာပါ။